်မင်္ဂလာပါရှင်2025ခုနှစ်ဇူလိုင်လ2ရက်နေ့ရက်မွန်းတဲ12နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင် စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုံနောက်မှုအတွင်းလုံလောက်တဲ့စေဝါကုသမှုမရ၍ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကို NUG ကစိုးရိမ်နေလို့ပြောလာပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားဝင်ငွေအဝင်အထွက်စရင်အမြဲမပြတ်စစ်ဆေးပြီးတော့အတုံးပြုတ်ခွင့်တွေကိုမင်းအောင်နိုင်ကတိုက်ရိုက်ကင်တွယ်မယ်လို့ဆိုပါတယ် လိုင်းတရာမှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးထားတဲ့မတ်စွန်ပွင့်လိုင်းကိုရဲများလက်မှပစ်ခတ်ကဲထုတ်သွားကပစ်ခတ်မှုကြောင့်ဒုရဲအုပ်တအူးသေဆုံးပြီးရဲရရှိတအူးဒဏ်ရာရရှိခဲ့ပါတယ်တော်လရင်ထောက်ပံ့နေဆိုပြီးတော့အင်ဒိုနီးရှားနိုင်ငံသားတအူးကိုစစ်ကောင်စီကဖမ်းဆီးထားတယ်လို့သိရပါရဲ့ရှင်။နှစ်ရှည်နေထိုင်ခဲ့တဲ့နိုင်ငံမဲ့ကလေးတွေကဒါထိုင်းနိုင်ငံသားရှောက်ခွင့်ရှိတယ်လို့သိရပါရဲ့ရှင်။ဒီသတင်းနဲ့အတူဒီကနေ့မွန်းတဲ၁၂နှစ်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့ဒီပုံအနေနဲ့အကြံဖတ်စစ်ကောင်စီရဲ့မတရားဖန်ဆီးချုံနှောင်မှုအတွင် လုံလောက်တဲ့စေဝါကူတာမှုမရရှိ၍ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုရင်ကြောင်း NUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ်။ဂျမန်နေထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာသူကအခုလိုပြောဆိုလာတာဖြစ်ပါရယ်။ အကြံဖတ်စစ်ကောင်စီကမတရားဖမ်းဆီးချုံနှောင်ထားတဲ့သမရကြီးဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်တို့အတွက်လုံလောက်တဲ့ဈေးဝါကုသမှုမရရှိနေကြောင်းနိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့တမ်းမာရေးအတွက်အန်ယူဂျီကစိုးရိမ်မကင်ဖြစ်ရကြောင်းဦးနေဖုံလက်ကဆိုပါတယ်နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမရကြီးဦးဝင်းမြင့် နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုံနောက်မှုကိုခံထားရပြီးလုံလောက်တဲ့ဈေးဝါကုသမှုတွေရရှိမနေတာကြောင့်ဒီနိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့စံမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပင်စိုးရိမ်မကင်းဖြစ်မိပါတယ်။အကြမ်းဖက်အုပ်စုရဲ့ လက်အောက်ခံအကျဉ်းထောင်တွေကအကျဉ်းဥစည်းအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်တဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြရမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်လို့ဦးနေဖုံးလကဆိုပါတယ်လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာဖြင့်ဖမ်းဆီးချုပ်နှောင်ထားကသွားနဲ့နှလုံးရောဂါဆိုင်ရာ ဆက်ဆက်ဝေဒနာတွေကိုခံစားနေရပေမဲ့စေကူတာခွင့်အပြည့်အဝမပေးဘဲနဲ့ရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာ prison ဝတ်နာကဇွန်လ28ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်ဒေါ်ဆန်းစုကြည်ကိုနေပြီးတော့အချုပ်ထောင်နဲ့ဆက်လေးမိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းလူမှုခေါင်းဆောင်မှာတွားနဲ့ပတ်သက်တဲ့ယောဂါနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂါဝေဒနာတွေကိုခံစားနေရပြီး ဆေးကုသခွင့်အပြည့်အဝမရှိကြောင်းလည်းသိရပါဗျ။မြန်မာ prison coordinator ရဲ့စုံစမ်းအတီးပြုချက်အရလူမှုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကလက်ရှိအချိန်မှာအခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်စားအတွေ့ခွင့်မရပဲအကျဉ်းသားအခွင့်အရေးများပါချိုးဖောက်ခံနေရကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ထုံနှောင်ထားတဲ့နေရာကိုလက်ရှိအချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအစင်းရှိသူကတာဝန်ယူဦးစီးကုတ်ကဲနေကြောင်းသိရပါဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စေဝါကုသမှုအချို့ရရှိထားပေမဲ့အပြည့်အဝစေဝါကုသခွင့်မရကြောင်းထောင်တွင်းမှာရှိတဲ့ဆရာဝန်ကသာတာဝန်အရဆေးမီထုံနဲ့ကုသပေးတဲ့ပုံစံမျိုးဖြစ်ကြောင်းလည်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံချောင်းငွေအဝင်အထွက်စည်ရင်းကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ကလှစဉ်အမြဲမပြတ်စစ်စေးကြီးရှုတဲ့အပြင်နိုင်ငံချောင်းငွေတုံးဆွဲမှုဆိုင်ရာ အဆုံးအဖြတ်တွေကိုသူကတိုက်ရိုက်ကင်တွယ်ကြောင်းလည်းသိရပါဗျ။ 2023ခုနှစ်မှာမြောက်လိုင်ကခန့်အပ်ခဲ့တဲ့နိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကအလွဲသုံးစားမှုနဲ့အဂရိလိုက်စားမှုတွေကြောင့်ယာဒူးမဖယ်ရှားခဲ့ပြီးဗိုလ်ချုပ်ကြီးမြထွန်းဦးကိုနိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ်အစာထိုးခန့်အပ်ခဲ့ကြောင်းမိုးမြင့်ထွန်းကိုဖယ်ရှားပြီးတဲ့နောက်မှာမြန်မာနိုင်ငံမှာနိုင်ငံသားဝင်ငွေသုံးစွဲမှုအထွတ်စီရင်ကိုမြောက်လိုင်ကသူထံကိုလာစဉ်ပုံမှန်အစီရင်ခံစာတင်ပြရမယ်လို့သိရပါဗျ။ ရခင်ကနိုင်ငံသားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖြစ်ခဲ့တဲ့မိုးမြင့်ထွန်းကိုမေအောင်လိုင်ကအာနာကုံလွဲပြီးတော့နိုင်ငံသားငွေသုံးစွဲမှုဆိုင်ရာကိစ္စတွေမှာတဦးရဲဆုံးဖြတ်လောက်ပိုင်ခွင့်ပေးခဲ့ကြောင်းမိုးမြင့်ထွန်းကကျူးလွန်တဲ့နိုင်ငံသားငွေအယောင်အဝယ်ဆိုင်ရာအကရိမှုတွေဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာမေအောင်လိုင်က နိုင်ငံသားငွေသုံးစွဲမဲ့မြေတီကိစ္စမဆိုသူခွင့်ပြုချက်မှတ်ပါပဲနဲ့မဆောင်ရွက်ရန် ပမာဏကြီးမားတဲ့နိုင်ငံသားငွေသုံးစွဲမှုကိုနိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြထုံဦးတဦးရဲဆုံးဖြတ်ပိုင်ခွင့်မရှိဘဲနဲ့မင်းအောင်လှိုင်ရဲ့ခွင့်ပြုချက်တည်ပြုချက်ရမှသာဆောင်ရွက်ရမယ်လို့သိရပါတယ်။ဒါ့အပြင်မင်းအောင်လှိုင်ကနိုင်ငံသားငွေကိုတင်သွင်းမှုမှာလူငွေမရှိစေရေးအတွက်သူကိုယ်တိုင်ဖိဖိစီစီကင်တွယ်ညွန်ကြားပြီးတော့ဆက်လက်နဲ့ပစ္စည်းများရဟန်းရင်နဲ့လင်းရင်ဝယ်ယူရေးတို့ကိုသူကိုယ်တိုင်တိုက်ရိုက်ဆုံးဖြတ်တယ်လို့သိရပါတယ်။ ရခိုင်တန်းရွှေလက်ထက်က နိုင်ငံသားငွေစီမံခန့်ခွဲမှုတွေကိုကိုရိုင်းကိုင်းတွေခြင်းမရှိဘဲနဲ့အခြားဘူချုပ်တွေကိုတာဝန်ပေးအပ်ခဲ့ပေမဲ့လက်ရှိမှာမင်းအောင်လိုင်ကနိုင်ငံသားငွေဆိုင်ရာမူဝါဒကိုကိုတိုင်ချမှတ်ယုံတာမကနိုင်ငံသားငွေနဲ့ပတ်သက်တဲ့အသေးစိတ်စီမံခန့်ခွဲမှုတွေကိုပါဝင်ရောက်ပါဝင်ကြောင်းသိရပါဗျ။ မေလ30ရက်နေ့နေပြည်တော်မှာလှုပ်ဆောင်ခဲ့တဲ့ငလင်ဘေးအလွန်မြမစီပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲမှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမြမနိုင်ငံမှာပြီးခဲ့တဲ့2024-2025ဗန္နာရေးနှစ်မှာပို့ကုန်အမေရိကန်ဒေါ်လာ14တသမ8ဘီလီယံရှိပြီးတော့သွင်းကုန်အမေရိကန်ဒေါ်လာ12တသမ6ခွန်ဘီလီယံရှိကြောင်းကုန်သွယ်ရေးပုံငွေမှာအမေရိကန်ဒေါ်လာ2ဘီလီယံရှိကြောင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ29တသမ2ဘီလီယံဘိုးရှိကြောင်းဒါပေမဲ့ကုန်သွယ်မှုမဟုတ်တဲ့ Nantrin မှာနိုင်ငံခြားလုံငွေပြမှုတွေများကြောင်းပြောဆိုထားပါတယ်။ Nantrin ကြောင့်နိုင်ငံခြားငွေလုံငွေပြနေခြင်းအကြောင်းရင်းကိုစစ်ဆေးရမှာပြပကိုထွက်ခွာမှုများပြတာကိုတွေ့ရပြီးတော့နိုင်ငံခြားငွေတုံးဆွဲမှုများပြကြောင်းပြပမှတရားမဝင်ပစ္စည်းများတင်သွင်းမှုများပါဝင်ပြီးတော့တရားမဝင်ရောင်းဝယ်မှုတွေရှိကြောင်းမယောင်နိုင်ကဆိုပါတယ်။ ပြည်ပမှမာယူတင်သွင်းထားတဲ့ပစ္စည်းအများအပြားကို တွင်းမြင်နေရပြီးတော့အဲ့ဒီနေရာမှာပြည်ရင်းထောက်ကုံပစ္စည်းများဖြင့်အစားထိုးနိုင်ရေးလှုပ်ဆောင်ကြရမှာဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုထားပါရဲ့ရှင်။ ဆက်လက်ပြီးရန်ကုန်တိုင်းလိုင်တရာမြို့နယ်မှာနိုင်ငံရေးပုံမှန်နဲ့ဖန်ဆီးခံထားရတဲ့မတ်စုံပွင့်လိုင်းကိုရဲများလက်မှပြစ်ခတ်ကယ်ထုတ်သွားမှုဖြစ်ပွားခဲ့ပြီးပြစ်ခတ်မှုကြောင့်ဒုရဲအုပ်တအူတေဆုံကရဲရရှိတအူဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေတာပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါဗျာ။ ဇွန်လ၁ရက်နေ့ည9:30မိနစ်အချိန်မှာလိုက်တရားမြို့နယ်အရှိပိုင်းရဲစခန်းမှာအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ50ညနဲ့ဖမ်းဆီးခံထားရတဲ့မတ်စွန်ပွင့်လိုင်းအရေးပေါ်နာမကျန်းဖြစ်၍လိုက်တရားမြို့နယ်စေယုံကိုဒုရဲအုပ်နှစ်ဦးကခေါ်ဆောင်လာခဲ့တာပါအဲ့လိုခေါ်ဆောင်လာစဉ်မှာလိုက်တရားမြို့နယ်စစ်မှုဆောင်နှင့်မင်းကြီးမဟာမင်းကောင်လမ်းထိပ်အရောက်မှာလူနှစ်ဦးက သူ့ရဲ့အုပ်နှစ်ဦးကိုပြစ်ခတ်ခဲ့ပြီးတော့ဖမ်းဆီးခံထားရတဲ့မတ်စွန်ပွင့်လိုင်ကိုကယ်ထုတ်သွားကြောင်းသိရပါဗျ။မတ်စွန်ပွင့်လိုင်ကိုကယ်ထုတ်စဉ်မှာပြစ်ခတ်ခံရတဲ့သူ့ရဲ့အုပ်တအုပ်မှာတနတ်တန်ရာနဲ့တေဆုံးခဲ့ပြီးတော့အမျိုးသမီးသူ့ရဲ့အုပ်မှာပခုံးကြည်ဖောက်ဝင်တန်ရာရရှိခဲ့ပါဗျ။ရဲရီရဲ့ဖမ်းဆီးမှုခံထားရတဲ့မတ်စွန်ပွင့်လိုင်မှာလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ကြောင့်လိုင်တာယာတမျိုးနယ်လုံးမှာယမန်နေ့ညပိုင်းမှာဧည့်စင်ရင်စစ်ချင်း လမ်းများပိတ်ဆို့၍စစ်ဆေးခြင်းများလှုပ်ဆောင်ပြီးတော့လူငယ်တချို့လည်းဖမ်းဆီးခံထားရကြောင်းဒေတာပြည်သူတွေကပြောဆိုပါတယ်။ယမန်နေ့ည8:30မိနစ်အချိန်မှာလိုက်တာရမြို့နယ်တမကုံစင်ယုံနားမှာ ကားတွေကိုစစ်တပ်ကရဲနဲ့ပြူစောထီးတွေကပိတ်ဆို့စစ်ဆေးပြီးတော့မပုံတင်နဲ့ရင်မောင်းလိုင်စင်အတုကိုင်းဆောင်ထားတဲ့လူငယ်တအူးကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်။မင်းညောင်ကလိုင်တာယာမှာရဲတွေပြစ်ခတ်ခံရပြီးတအူးတေလို့စစ်ဆေးမှုဖြစ်တယ်။ လိုက်တရတရားတွေချက်ချင်းပိတ်သွားတယ်။ဘရင်အောင်တရားအောင်စီရတရားရွှေပြည်သားတရားပန်းလိုင်တရားအကုန်ပိတ်ထားတာ။ညတကောင်လောက်မှပြန်ဖွင့်တယ်လို့လိုင်တရားမြို့နယ်အရှိပိုင်းအမတ်ရှိရက်ကွက်မှာနေထိုင်တဲ့ပြည်သူတို့ကပြောပါတယ်။ယနေ့နှစ်နှစ်အစောပိုင်းမှာလိုက်တရာမြို့နယ်တွင်စစ်ကောင်စီတပ်တွေကနေ့ကင်းအချိန်အစည်းအဝေးဆင့်မှုတွေလှုပ်ဆောင်မယ်လို့ရက်ကွက်အုပ်ချုပ်ရေးမှုတွေထံကိုစစ်တပ်ကတရားဝင်အသိပေးလာကြောင်းလိုက်တရာမြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးမှုတချို့ထံကနေသိရပါရရှင်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီဟာအင်ဒိုနီးရှားလူငယ်တယောက်ကိုတော်လန်ရေးအဖွဲ့တွေထောက်ပံ့တယ်လို့ဆွဆွဲပြီးတော့ဖန်စီထားကြောင်းအင်ဒိုနီးရှားအမတ်တွေ အကြာစိုးရိမ်မှုတွေမြင့်တက်ကတန်တမာရေးရချက်ချင်းအရေးယူဖို့တောင်းဆိုထားပါတယ်။ဇွန်လ30ရက်နေ့တနင်္လာနေ့ကအင်ဒိုနီးရှားနိုင်ငံသားရေးဝင်ကြီးနဲ့တာနာမှုအတွင်နိုင်ငံသားရေးကော်မရှင်အောက်လွှတ်တော် အမတ်ကဒီကိစ္စကိုထုတ်ဖော်ပြောဆိုလာတာပါ။ ဒေါ်လာရင်းတက်တွေကိုငွေကြေးထောက်ပံ့တယ်လို့ဆွဆွဲပြီးတော့အသက်33နှစ်အရွယ်လူမှုကွန်ရက်နာမည်ကျော်တယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ကြောင်းအထောက်အထားကလည်းခိုင်လုံမှုမရှိကြောင်းသူကပြောဆိုပါတယ်တဘုံအဖွဲတွေကိုငွေကြေးထောက်ပံ့တယ်လို့ဆွဆွဲခံရပြီးတော့မြန်မာပြည်မှာအဖမ်းခံထားရတဲ့ကျွန်တော်တို့နိုင်ငံသားတယောက်ရှိပါတယ်။သူလဲကျွန်တော်လောက်ပဲအသက်33နှစ်ပဲရှိသေးတယ်။လူငယ်တယောက်ပါ ျွန်တော်သိရသလောက်တော့သူ့မှာအဲ့လိုရည်ရွယ်ချက်မျိုးတစ်ခါမှမရှိဘူးလို့ကြားနာမှုအတွင်သူကပြောဆိုထားပါတယ်။အဲ့ဒီလူငယ်ဟာနိုင်ငံရေးရည်ရွယ်ချက်ရှိသူမဟုတ်ဘဲ content creator တစ်ယောက်ဖြစ်ကြောင်းသူ့ကိုစစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ဒါမှမဟုတ်ပြည်နေနံပေးပြီးတော့ပြန်ပို့ဖို့နိုင်ငံခြားရေးဝန်ကြီးအနေနဲ့တိုက်တွန်းတင်ကြောင်းသူကစက်ပြောထားပါတယ်။အင်ဒိုနီးရှားအစိုးရအနေနဲ့ဖမ်းဆီးခံထားရသူဟာ ဘယ်သူဘဝဖြစ်တယ်ဆိုတာကိုအတိမပြုနိုင်သေးပေမဲ့လူမှုကွန်ရက်အသုံးပြုသူတွေအကြားထင်ကျေးပေးမှုတွေမြင့်တက်နေတယ်လို့လည်းဆိုပါတယ်။နိုင်ငံခြားရေးဝန်ကြီးကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်မချက်မပေးဘဲနဲ့မြန်မာနိုင်ငံလိုပြိပခဖြစ်ပွားနေရကိုမှတ်သွားမီတေချာလေးလာကြဖို့သူနိုင်ငံသားတွေကိုအကြံပြုချက်တွေပေးထားတယ်လို့ထပ်မံပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာပြည်ရင်းစစ်ထဲရောက်နေပါတယ်။ စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံရုံနဲ့တနိုင်ကလုံးအနေအထားမှာလုံခြုံပေးကင်းမယ်လို့အာမမခံနိုင်ဘူး။ဒေတာတခွန့်ကြီးစီမှာအလိုက်အတိုက်ချင်းကပ်မှုမျိုးလောက်ရမယ်လို့သူကဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့ထိုင်းနိုင်ငံမှာဒုက္ခတဲ့ဒါမှမဟုတ်အထောက်ထားမဲ့ရွှေ့ပြောင်းနေထိုင်သူများမဟုတ်ပဲကာလရှည်မပုံတင်ထားတဲ့နိုင်ငံမဲ့ကလေးတွေကိုသာနိုင်ငံသားအဖြစ်ပေးအပ်မယ်လို့ပြည်ထောင်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ကပြောပါတယ် ထိုင်းနိုင်ငံမှာမွေးဖွားတဲ့နိုင်ငံမဲ့တွေကိုနိုင်ငံသားအဖြစ်ပေးရမယ့်အစီအစဉ်ဟာဒုက္ခသည်စခန်းတွေကဒုက္ခသည်တွေဒါမှမဟုတ်မိခင်နိုင်ငံရဲ့နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့နိုင်ငံသားတွေနဲ့တက်ဆိုင်မှုမဟုတ်ဘူးလို့သူကဆိုပါတယ်။ဇွန်လ30ရက်နေ့မှာစတင်ရန်တတ်မှတ်ထားတဲ့မူဝါဒကတီချာအုပ်စုနှစ်စုအတွက်တင်းကျပ်စွာတက်ရောက်မှုရှိမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ပထမအုပ်စုမှာ သူတို့ရဲ့မိဘတွေကထိုင်းနိုင်ငံရဲ့အိမ်တော်စုစင်ရင်စနစ်မှာပါဝင်တဲ့ပုံကူများဖြစ်ရမည်။တရားဝင်နိုင်ငံမဲ့ဖြစ်ပေမဲ့အဲ့ဒီပုံကူတွေကို၅၆ဒါမှမဟုတ်ရှစ်ဖြစ်စတဲ့ကနန်း73လုံး ID နံပါတ်တွေကိုထုတ်ပေးထားတယ်။သူတို့ရဲ့ ID နံပါတ်တွေရဲ့စက်တမနဲ့တတမကနန်းတွေမှာ90မှ82အတွင်းရှိရမည်။ဒုတိယအုပ်စုမှာမိဘတွေက မော်ကင်၊ပင်လယ်ပြင်၊ဂျစ်ဆီများအပါအဝင်2005ခုနှစ်ဇွန်လ18ရက်နေ့ရက်စွဲပါ ကဗီနက်ဆုံးဖြတ်ချက်အရစစ်တမ်းကောက်ယူထားတဲ့နိုင်ငံမဲ့သူများဖြစ်ရမည်။အဲ့ဒီပုံကိုတွေကနိုင်ငံမဲ့ဖြစ်နေပေမဲ့တုံညာနဲ့စတဲ့ ID နံပါတ်တွေနဲ့အတူစက်ထမနဲ့တတမကဏ္ဍတွေမှာ89ဖြစ်ရမယ်လို့သိရပါဗျ။အဲ့ဒီအဖွဲနှစ်ဖွဲမှာတဦးကြီးစီကတနင်္လာနေ့မှာစပြီးတော့သူတို့ရဲ့နေထိုင်ရာပြည်နယ်မှာရှိတဲ့ခရိုင်မှတ်ပုံတင်အရာရှိတွေထံကိုရှောက်လာတင်သွင်းရမှာဖြစ်ကြောင်းအတင်းဝင်ကပြောဆိုပါဗျ။ အဲ့ဒီမူဝါဒကိုယမန်နှစ်အော်တိုဘာလ29ရက်နေ့ရက်စွဲနဲ့ကဘိနက်ဆုံးဖြတ်ချက်မှာအတည်ပြုခဲ့ပါတယ်။ဆယ်စုနှစ်များစွာမပုံတင်ထားတဲ့တိုင်းရင်းသားလူနည်းစုတသိန်း၄000ခန့်ဟာယခုအစီအစဉ်အရအရေးချင်းပြည့်မီမီဖြစ်ကြောင်းလည်းသိရပါတယ်။ဒါကရွှေ့ပြောင်းအခြေချသူတွေဒါမှမဟုတ်နိုင်ငံတွင်တရားမဝင်ဝင်ရောက်လာသူတွေနဲ့တက်ဆိုင်မှာမဟုတ်ဘူးလို့အတင်းဝင်ကထပ်ပြောပါတယ်ရှင်။ ဒီကနေ့မွန်းတက်၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင် get this scene say just what i do me chose a chance for me favorite don't so to a that we be said me how it goes it tell you at me sana kun yi pe ma how i let train me yeah you do it up be be that the sun yi yan do ana ju nya chim mo mi khan ni nyan chin nya ne swae che ki ni ယုံကြည်သည်ဘာမတိဒီလိုငမွေးတဲ့အောင်စီတိတိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအပ်တဲ့ပေးချတရေကောင်းပေါင်းလို့သည်တမိုင်းချပေးစက်ပေးချကတိပြုသစ္စာတိဒီလိုလူလူအပေါင်းဤစံသာပြရမည် နိုင်ငံတော်ကိုထူးဆန်းကြမည် 永远记住那个日子，谁的酸啊苦你，就咋别着迷。飞来一条树，对啊，带队别神秘，高位过几天越加密。萨拉苦你陪马，超然来对你，夜夜对到比比，代替的萨尼，前途阿那有呀，希望有天意，年纪年来岁天纪你。 游击你，把那桥。 the page of the ego bondo di a mighty face the ja the tribute this sati di lu about the sanda pia ni nai ne no go to sit ja ni